နှစ်ချင်းခရိယံအသင်းတော်တနစ်တာကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး6အငယ်1မှ20သင်တို့သည်အချင်းချင်းအမှုရှိလျင်တန်ရှင်းသူတို့ရှေ့၌တရားစီရင်ခြင်းကိုမခံဘဲသာသနာပလူတို့ရှေ့၌ခံဝန်သောသူတစုံတယောက်ရှိသလော။တန်ရှင်းသူတို့သည် လောကီနိုင်ငံကို တရားစီရင်မည်ဟုမသိကြသလော။သင်တို့သည် လောကီနိုင်ငံကိုစီရင်ရသည်မှန်လျှင် အငယ်ဆုံးသောအမှုများကိုမစီရင်ထိုက်သလောငါတို့သည်ကောင်းငင်တမန်တို့ကို တရားစီရင်မည်ဟုမတိကြသလောသို့ဖြစ်၍လောကီအမှုကိုစီရင်ထိုက်သည်မဟုတ်လော ထို့ကြောင့်သင်တို့သည်လောကီအမှုကိုစီရင်စရာရှိလျင် အသင်းတော်၌အသရေနေသောသူတို့ကိုတရားသူကြီးအရာ၌ခန့်ထားကြလော ထို့သောဆိုသော သင်တို့ရှက်စေခြင်းကပြောဆို၏ တင်တို့တွင်ပညာရှိတစ်စုံတစ်ယောက်မျှမရှိသလိုညီအကိုချင်းတို့၏အမှုကိုစီရင်ဆုံးဖြတ်နိုင်သောသူတစ်စုံတစ်ယောက်မျှမရှိသလိုညီအကိုချင်းတို့သည်တရားတွေ့သည်ဒါမကမယုံကြည်သောသူတို့ရှိ၌ပင် တရားတွေ့ပါသည်တကားထို့သောတင်တို့သည်အချင်းချင်းတရားတွေ့သည်အမှုမှာ အလွန်ကြီးစွာသောအပြစ်ရှိကြ၏တရားမတွေ့ဘဲညှင်းဆဲခြင်းကို အပေကြောင့်မခံသည်နီ ကိုဥ္စာရှုံးခြင်းကိုအဘယ်ကြောင့်မခံသည်။ထို့သောသင်တို့သည်မခံဘဲညီကိုချင်းတယောက် ကိုတယောက်ညှင်းဆဲ၍ညီအကိုချင်းတို့၏ဥ္စာကိုသိမ်းယူကြသည်တကား။မတရားသောသူတို့သည်ဖျားခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကိုသင်တို့မသိကြသလား။အလွဲမယူကြနှင့် မတရားသောမိထုံ၌မှီဝဲသောသူ ရုတ်တုကိုကိုးကွယ်သောသူ သူမယားကို ပြစ်မှားသောသူယောက်ျားချင်းမိထုံကိုပြုသောသူ ထိုအမှုကိုခံတော်သူ သူဥစ္စာကိုခိုးတော်သူ လောဘလွန်ကျူးတော်သူတေရေတေရနှင့်ရင့်မှုတော်သူဆဲရေကဲ့ရဲ့တော်သူ အနိုင်အထက်လူယူတော်သူတို့သည်ဖျားခင်ဤနိုင်ငံတော်ကိုအမွေမခံရကြအထက်ကသင်တို့တွင် အချို့တော်သူတို့သည်ထိုတို့တော်သူဖြစ်ကြတော်လဲယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်၎င်းငါတို့ဖျားသခင်ဤဝိညာဉ်တော်အားဖြင့်၎င်း စေးကြောတန့်ရှင်း၍ဖြောင့်မတ်ရာသို့ရောက်ကြပြီ။ငါသည် အပြစ်မသင့်ပဲလျက်ခတ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စီတော့ခတ်သိမ်းသောအမှုတို့ကိုပြုတင်သည်မဟုတ် အပြစ်မသင့်ပဲလျက်ခတ်သိမ်းသောအရာတို့ကိုပြုနိုင်သည်မှန်စီတော့အဘယ်အမှုအရာ၌မျှငါသည်ကြုံမခံအစာအသောက်တို့သည်ဝမ်းအဖို့ဝမ်းသည်လည်းအစာအသောက်တို့အဖို့ဖြစ်သည်မှန်စီတော့ သို့တော်လည်းဖျားသခင်သည်ထိုနှစ်ပါးကိုဖျက်ဆီးတော်မူလိမ့်မည်ကိုခန္ဓာသည်မတရားသောမိထုံအဖို့ဖြစ်သည်မဟုတ်ဖျားသခင်အဖို့ဖြစ်၏သခင်ဖျားသည်လည်းကိုခန္ဓာအဖို့ဖြစ်တော်မူ၏ဖျားသခင်သည်တကူတော်အားဖြင့်သခင်ဖျားကိုထမြောက်စေတော်မူသည်ဖြစ်၍ငါတို့ကိုလည်းထမြောက်စေတော်မူလိမ့်မည်သင်တို့ကိုခန္ဓာသည်ခရစ်တော်၏အင်္ဂါဖြစ်ကြောင်းကိုမသိကြသလိုတို့ဖြစ်ရင် ခရစ်တော်၏အင်ကာကိုယူ၍ပြည့်တစား၏အင်ကာဖြစ်စေအပ်သလိုမဖြစ်စေအပ်အဘယ်သို့နည်းပြည့်တစား၌မှီဝဲသောသူသည် ထိုပြည့်တစားနှင့်တသားတကိုယ်သည်ဖြစ်ကြောင်းကိုမသိကြသလိုထိုသူနှစ်ယောက်တို့သည်တသားတကိုယ်သည်ဖြစ်ရလိမ့်မည်ဟုကြံစာလာ၏သခင်ဖျား၌မှီဝဲသောသူသည်ထိုသခင်နှင့်တစိတ်တဝိညာဉ်တည်းဖြစ်၏မတရားသောမိထုံကိုကျင့်ဆောင်ကြလော့ လူပြုတ်တတ်သောအခြားဒုစရိုက်ရှိသည်များတို့သည်ကိုပြင်၌ရှိ၏မတရားသောမိထုံကိုပြုတ်သောသူမူကားမိမိကိုယ်ကိုပင်ပြစ်မှား၏အဘယ်သို့နည်းသင်တို့ကိုခန္ဓာသည်ဘုရားသခင်ပေးသနာတော်မူသောဝိညာဉ်တော်သည်ဟုသောသင်တို့အထက်၌ကျင်းဝွေ၍တန်ရှင်သောဝိညာဉ်တော်ဤဗိမှန်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်းမသိကြသလိုသင်တို့သည်အဘိုးနှစ်ဝဲသောသူဖြစ်သောကြောင့် ဖျားသခင်ပိုင်တော်မူသောတင်တို့ဤကိုခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်ဤဂုံတော်ကို ထင်ရှားစေကြလော့။ဇာနာရသူရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ ရှင်ဖာအေချိန်တိုင်းအတွက်ကျေးဇူးတင်ပါတယ်။အင်းိခံရရှိတဲ့နှုတ်ကပတ်တမတရားတော်အတွက်ကိုရဲကျေးဇူးတော်ကိုထူးမြင်ချီးမွမ်းပါတယ်။သာသမီတို့ရဲ့ကိုခန္ဓာသည်တရှင်သောဝိညာဉ်တော်ဤပိမှန်တော်ဖြစ်ကြောင်းကိုပြန်လည်ပြီးတော့မှတတိပေးတဲ့အတွက်ကိုရဲကျေးဇူးတော်ကိုထူးမြင်ချီးမွမ်းပါတယ်။သာသမီတို့ရဲ့နေထိုင်ပုံရွေးချယ်မှုအခြားသူများကိုဆက်ဆံပုံများဒီမှာကိုရောရဲ့ ဘုံတော်ကိုထင်ရှားစေဖို့ရဲ့အတွက်ကုညီမဆပေးသနာတော်မူပါဖြူစင်မှုနှိမ်ချမှု မေတ္တာတရားနဲ့ကြင်ကြံတက်စီရန်သာသမီတို့ရဲ့အသက်တာကိုလမ်းပြအောင်ဆိုးပေးသနာတော်မူပါကိုရောဤတန်ရှင်းမှုကိုထင်ဟပ်စေသောနီးလန်းဖြင့်အသက်ရှင်စေရန်သာသမီတို့ရဲ့ဝိညာဉ်တော်ကိုလမ်းညွန်ပေးသနာတော်မူပါကိုရောတနေ့တာလုံးရဲ့လောက်ကင်ဆောင်ရွက်ရမယ်လုပ်ငန်းဆောင်တာတစ်ခုချင်းစီတိုင်းကိုလည်းကိုရောရဲ့လက်တော်ထဲသို့ဆက်ကအနမ်းပါတယ်ကိုရောတယောက်ချင်းစီတိုင်းနဲ့အတူပါရှိအောင်ဆိုး၍လမ်းပြပေးပါဘေးကင်းလုံခြုံရခြင်းအခွင့်အရေးကို ကိုရရှင်ပြင်ဆင်ပေးလျက်တမ်းမာရခြင်းအခွင့်အရေးကိုလည်းကိုရရှင်ချပေးနာတော်မူပါအမှုရာလုံးစုံကိုရရဲ့လက်တော်တဲ့သူဆက်ကအနံပါတယ်ဒါမျိုးရဲ့အချိန်တိုင်းအတ္တတလုံးစုံကိုလည်းကိုရရှင်လက်တော်တဲ့သူဆက်ကအနံဒီအခါမှာတပါးရီသောသားတော်သခင်ယေရှုခရစ်တော်၏မြတ်သောနာမကိုမိပြီးယူသည်လေးမြတ်စွာဖြင့်ဆုတောင်းဆက်ကအနံမိုင်ဖပါရခင်အာမင် thank you ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှာ အနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်ရှိတည်နေပါစေတော်အာမင်